ူကြီးမေတို့ဆိုင်ကယ်အစီးတဲဖြစ်ဘူးကြလားဗျာဆိုင်ကယ်တို့ကားတို့မောင့်တယ်ဆိုတာဒေချာပေါ့မတော်တဆတွေအမှားယွေးတွေကြောက်လို့ဆိုရမှာပေါ့ဗျာဒါပေမဲ့တချို့တချို့တော့နေရာတို့မှာကြတော့မတော်တဆဆိုတဲ့အရာတွေတဲ့ပုံပြီးတော့နဲ့နေတဲ့အကြောင်းအရာတွေရှိနေတတ်ပါတယ်ဒီဇလန်လေးမှာကြတော့လူတွေမသိနဲ့မမြင်နိုင်လေတက်ဘောလိုအကြောင်းနဲ့ဒီမှာမှန်တကယ်ရှိခဲ့ဘူးတဲ့ဖြစ်ရတချို့ကိုတိဆက်ပေးလိုက်ပါတယ်ဗျာ ထို့ဆိုင်တိုင်းပဲ channel လေးကို subscribe လုပ်ရတဲ့လေလုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။ like တွေ comment တွေကတော့အဆင်ပြေလဲလုပ်ပေးခဲ့ကြပါဗျာ။ဒီနေ့ဇလန်လေးကတော့စိတ်ဝင်စားစရာကောင်းတာမို့မြန်မြန်လေးစလိုက်ကြမယ်ဗျာ။ကျိုးရင်လေသူငယ်ကြီးတို့ညောင်းကရက်ဆိုင်ကနေစိုက်ကယ်နဲ့ပြန်လာကြတယ်ဗျ။ကျိုးရီက ဘော်ဘီနဲ့ကယူရလေးထွေရမှာနေတဲ့ပြီးတော့အဘွားနဲ့ညီလေးတယောက်လည်းရှိပါသေး။တည်ကြတဲ့အတိုင်းဘော်ဘီနဲ့ကကလေးဆိုတော့စကန်နဲ့ပတ်သက်ရင်အထောက်ကျတဲ့ဆရာကြီးတွေပေါ့ဗျာ။အဲ့ဒီဆရာကြီးတွေကဘယ်ချိန်မှလက်ဆန်းပြတယ်ဆိုရင်စကန်မောက်တဲ့အခြေပဲဖြစ်ပါသေး။ဒီပါကိုအဲ့ဒါကိုဆွဲမောက်တာတို့လက်လော့ချေလော့ပြီးမောက်ပြတာတို့အဲ့ဒီပြေကူမှမျိုးလုံးမိပြီးတော့မောက်ပြမယ်ဆိုကလည်းရှိသေးတယ်ဗျာ။သူတို့က level တစ်ခုကိုရောက်နေကြတဲ့သူပဲမို့ ွားတော့မရှုပ်စေချင်ပါဘူးဖြိုးဝင်တဲ့ငရေတို့ကလည်းရက်ဆက်ကပြန်လာခဲ့ကြရင်ရွာထဲကို ရောက်လာခဲ့ကြပါပြီဆရာသမားကလည်းတောက်ထားတဲ့အဆွေကမပြေသေးတဲ့အပြေပေါ်မှာလက်ကျန်ပလင်းလေးကိုပါမောလိုက်သေးတယ်ဗျာကျန်တဲ့လက်တစ်ဖက်ကလည်းဒီပေါကို လုံးဝမလျှော့ပဲအချိန်နဲ့သွားနေခဲ့တာပေါ့သူတဲ့ကျွမ်းမာတဲ့ပိုင်ပါတဲ့ဆိုတဲ့စီနီယာတွေကလည်းအများကြီးရှိတယ်ဗျာဒါပေမဲ့တေးချင်းမှပဲရှိတာပါအခုချိန်မှာတော့ဆရာသမားဖြိုးရဲ့အလှည့်ရောက်လာတယ်လို့ပဲပြောရမလား ချင်းဒီဆိုးကြီးတွေကပဲသူ့ကိုစက်နေတာလားဆိုတာနည်းနည်းပြောဖို့ခက်ပါတယ်သူတို့ရဲ့ရွာထက်အဝယ်မှာလမ်းဆိုကြီးတခုရှိတယ်ဗျအဲ့ဒီလမ်းဆိုကြီးဟာဆိုင်ကယ်တို့ကားတို့ခဏခဏမောက်တဲ့အချို့ကိုလည်းဖြစ်ပါတယ်အဲ့ဒီမှာမတော်တဆတွေဖြစ်တဲ့သူတွေကလည်းဒီနေ့ကိုအနည်းဆုံးတိုးရလို့ရှိပါတယ်အဲ့ဒီနေရာကိုပါပေါ်ဆဆွာရောက်လာမိတဲ့ဖြိုးရဲ့အတွက်တော့ရင်လေးစရာပေါ့ဗျာဖြိုးရဲ့တယောက်အဲ့ဒီလမ်းဆိုကြီးကိုရောက်မှာတော့ဒူးကြောက်ရုတ်ချက်ဖြစ်ပြီးလာခဲ့တာကိုတွေ့လိုက်တယ်ဗျာ လူကြီးကိုအရှိတဲ့တိတ်မရဖိလာမဲ့ကျိုးဆက်ကမူလဲပူတာကြောင့်အဲ့ဒီလူကိုရှောင်းလိုက်ရင်ဖြိုးရဲ့ဆက်ကဲဟာပက်ပက်ဆဲဆဲမှောက်ရဲသွားခဲ့ပါရဲ့မုန်းလာတဲ့ရွှေကလည်းကြောက်စရာကြီးဆိုတော့ဆက်ကဲတဲ့လူလေသူမနဲ့လူကြီးမင်းလိုပဲတခြားစီဖြစ်သွားပြီးတော့ဒီကုန်လုံးစိုးပြဲတက်သွားခဲ့ပါရဲ့ချိန်ဒီကဒီလိုကိုတော့မဖွေးကြီးနိုင်တော့ပဲအသက်တော်မနဲ့ရှူနေရပါတော့တယ်ဒဏ်ရာပေးတာရသွားတာမို့သူလေမြေလို့ကိုမှိတ်ချကတတိလေးသွားခဲ့တယ်ဗျာ ဒါပေမဲ့ယောကျဲဆိုလိုပဲသူမဟုတ်တလို့ချက်ချင်းကြီးမလုံးတွေပြန်ပွဲလာခဲ့ပါတယ်တို့တဲ့နေမှာတော့အစားကထွက်ပြေးလာခဲ့တဲ့လူကြောင့်ဟာသူ့ကိုရဲချင်းနေခဲ့တယ်ဗျာထုံမင်းရဲ့ကိုရောက်မှာတော့အပွားဖြစ်သူ အေးပူဟာ သူ့မြေအတွဲရိုးရတဲ့လေတကူလှုပ်ပေးခဲ့ပါ යි ဘာလို့လဲဆိုတော့ဖြိုးဝေဆက်ကဲမောက်တဲ့နေရာကြီးဟာအနောက်ရှေ့ဘယောကားတွေရှိတဲ့နေရာဖြစ်တာမို့သူ့မြေအတွဲတောက်ပံ့ပေးနေခဲ့တာပေါ့ ။တပ်မနဲ့ဆိုလာကလည်းလက်ပလာနဲ့သွားတောက်ပံလို့မရဘူးဗျ။စားဘက်တပ်ဖွဲ့လေးတွေနဲ့အသေးချာလေးတောက်ပံပြီးမှဟိုကလည်းခွင့်တော်ပေးရှိပါသည်။ကဲဒီနေရာမှာရှိကြတဲ့မိအဲ့မိမိအဲ့ပို့ကိုများကို ကျမရဲ့မြင်းလေးဖြိုးဝေကိုစားတောက်မှအပ်ပါရယ်။မစင်မချင်းလုတ်ခဲမိတဲ့ကျမကလေးရဲ့အဖြစ်တွေတဲ့ဘွေမျိုးပါနဲ့ရှင်။သူကိုဖန်းစားဖွဲ့စားညှို့ထားတာများရှိလေခွလော်ပေးဖို့ဟောဒီကစားပဲတပ်ပွဲလေးတွေနဲ့တမ်းမှန်ပါရဲ့ရှင် အကိုတို့အမိမွေတိုင်းအဖမွေတိုင်းသာရှိပါစေတော့အဘွားဟာတောက်ပန်းပြောဆိုလို့ပြီးမှတော့စားစားတွေထက်ထားတဲ့စကောအားကင်မြောက်ထားလိုက်ပါတယ်စကောထဲမှာတော့ကျက်ဥငါလိုငပြောသည်နဲ့တခြားစားကြတွေထက်ထားခဲ့တာပေါ့ဗျာစကောချက်ကိုခဏလောက်ကင်မြောက်ပြီးတဲ့ချိန်မှာတော့စားကြတွေကိုပိုက်ကော်တစ်ခုနဲ့ထည့်ပြီးတော့ဆိုင်ကယ်မှောက်တဲ့နေရာမှာဝေရမ်းနေကြတယ်ဗျာဒီရုပ်ရည်တလေးဟာကျတော်တို့နဲ့တိတ်ပြီးတော့မစိမ့်လာဘူးဗျာ တခါတရံအဖျားကြီးပြီးတော့ဆေးတောက်ဆေးထိုးလို့မသက်သာတဲ့ချီနေမျိုးမှာဒီလိုမျိုးပဲထမဲတွေမုတ်တွေနဲ့ကိုယိုးပြီးတော့ပြေးကျွေးရလေရှိတာပေါ့ဗျာဒီယူဆကြီးဟာဘဲကလာတယ်လဲတော့မသိပေမဲ့တော်တော်လေးကိုမှအာနိသင်ပြတယ်လို့ဆိုရမယ်ဗျာဒီနေရာမှာကျတော်ကြိုခဲ့ရတာလေးကိုတစ်ချက်လောက်ပြောပြချင်ပါသေးတယ်တခါကနေမကောင်းနေဖြစ်ပြီးတော့အဖျားတွေသေလောက်တက်နေတဲ့ချိန်ဆေးတွေထိုးဆေးတွေတောက်ပြီးမဲ့လုံးဝမသက်သာလာခဲ့ပါဘူး ။အိမ်ဘမှာလည်းစေတိုးရရီနဲ့လာတော်ရှောင်းနေတို့တဲ့အထိတော်တော်ဆိုးဆိုးကိုခံစားခဲ့ရပါတယ်။ဒါနဲ့မဖြစ်တော့ဘူးဆိုပြီးအဲ့လိုအစာတွေနဲ့ပြည့်ကျွေးတော့မှတညတွေမှအဖျားတွေဟိုကနေကြာသွားပါလေရောဗျာအဘွားအေးဖို့ကြကတော့မပြေးသေးတဲ့သူရဲ့တလစ်ကိုဆက်လုံနေခဲ့ရှာတယ်ဗျာအပြင်မှာတောက်ပန်စရာရှိတာတမ်းမှန်ပြီးတော့အေကမြေကိုလည်းကိုရဲကပြောကားတွေကိုနှစ်ထွက်နေဖို့လုပ်နေခဲ့ပါတယ်အဲဒါကြောင့်လက်ကောက်ဘော့မှာ ြည်ကျိုးတွေချီပေးပြီးတော့ကျက်ဦးနိုင်ကမျိုးသီးတွေကို စားစေခဲ့တာပေါ့ဗျာ။ဖန်ဆားထားတဲ့တဲကအတိလအမလာတော့မသိပေမဲ့တတော်လေးကိုမှဥတွေကြိုက်ပါတယ်။ဖြိုးဝေကဆယ်ကံမောက်တယ်ဆိုလို့အင်းနာကဘိုးကြီးကြောက်လေလာရောက်တဲ့တင်းမိခဲ့တယ်ဗျာ။ဒီလောက်ပဲဖြစ်သွားတော့တော်သေးတယ်လို့ပြောရမှာပေါ့။သူကံကောင်းသွားတယ်။အဲ့ဒီလမ်းဆိုမှာတေးမောက်သွားပြီဆိုတာနဲ့အသက်ရှိတဲ့သူက ပိုများတယ်။ပြီးခဲ့တဲ့နှစ်ကတော့တို့ရွာထဲကကောင်းလေးတယောက် ကားနဲ့ဆက်ကတက်မိပြီးတော့တခါတည်းသိုးသွားတယ်လေအဲသူ့နာမည်ကဘာပါလိမောက်ချန်းဆိုလားဖြိုးဝရဲ့တငယ်ချင်းပဲမလားဟုတ်တယ်တော့အဲ့ဒီကောင်းလေးလေဖြိုးဝရလောက်ပဲရှိဦးမယ်ကျမလေညကဆက်ကမောက်တယ်ကြတော့ခေါကြီးသွားတာပဲဒီလောက်ပဲဖြစ်သွားတော့တော်သေးတယ်ဖျားသကြမာတာပဲအဘွားအိပ်ပေါ်မှာမြင်းမြောက်ရှိတယ်ဗျာကြောက်ကဖြိုးဝေလို့ခေါ်တယ် အသက်20ကျော်ကောင်းလေးနဲ့နောက်ထပ်တစ်ယောက်ကတော့ဇာနီလို့ခေါ်တဲ့ဗျာဇာနီကအငယ်ကောင်ဖြစ်ပြီး အသက်7နှစ်သာရှိပါသေး။သူတို့မိဘတွေကထိုင်းမှာဘွားရုပ်လုပ်ကန်နေကြတော့အဘွားပြည့်တဲ့သူကပဲသူတို့ညောက်စလို့ကို ထေးချောင်းပေးနေရတာပေါ့။အငယ်ကောင်ကတော့လေမာရေးချရှိပြီးသူ့ဘွားရဲ့အိမ်လုပ်တွေကိုနေ့တိုင်းကူညီပေးလေးရှိပါသေး။အကြီးကောင်ဖြိုးဝေကတော့သူညီနဲ့ဆန့်ကျင်ပဲဖြစ်ပြီးဆက်ကတစည်းနဲ့နေလိုက်ရင်အေကလည်းသူ့ကိုအမြဲတမ်းစိတ်ပူနေရပါသေး။ သူနဲ့ပေါင်းနေတဲ့တငငရင်းတွေကလည်းရောစောတွေဖြစ်တာကြောင့်အဘွားကပဲအမြဲတမ်းလိုက်လံဖြည့်ရှင်ပေးရပါတယ်တဲကဲငါပြတော့မယ်ဖြိုးဝေးမင်းလည်းဒီတို့တွေမှာငူးစိတ်ကွာအင်းကြီးဘိုးကြီးတယောက်ဟာဖြိုးဝေးကိုနှိုးဆက်ရင်းနဲ့အေးပြန်သွားခဲ့တယ်ဗျာအဘိုးကြီးပြန်သွားတဲ့ချိန်မှာအဘွားအေးပိုကမြေငယ်လေးကိုခဏလောက်လာခဲ့ဖို့ခေါ်လိုက်ပါတယ် အကိုပြည့်သူကဒဏ်ရာတွေနဲ့မလွတ်နိုင်သေးတာမို့တခုခုလိုအပ်ရင်သူ့ကိုကူညီပေးဖို့မှာခဲ့တယ်ဗျာအငယ်ကောင်လေးကလည်းသူ့ရဲ့အကိုကိုယူဆိတ်ပေးရှာပါတယ်အခြေတွေတင်းမကြခင်မှာပြီးဖြိုးဝရဒဏ်ရာတွေဟာတက်တာလာခဲ့ပြီးအရေလိုအကောင်းပေကတိဖြစ်လာခဲ့တာပေါ့ဒါပေမဲ့ဖြိုးဝရရေကနေပြူတာကတော့သူ့ရဲ့ပေကိုစရိုက်တွေပါအကြီးကစကားတွေဘယ်လိုပြောတဲ့သူက ကိုကြည့်မှာတော့ဘာဆိုဘာမှမပြောပေတိုးစိတ်နေခဲ့ပါရဲ့ ကိုပြီမဲ့ဓမင်းရဲ့စားသောက်တွေကြတော့လူညမလိုက်ပဲဇဘုံနီအောက်ကိုစားသက်ပါတော့တယ်အဘွားကတော့သူ့မြေလေအစားဝေးတာမြင်တော့ရေထဲမှာကျိန်နေနေထတာပေါ့ဗျာသူစားသောက်နေတဲ့ပူဇံဟာတဖြည်းဖြည်းရုပ်ပေါက်လာပြီးတော့ကြည်ရတာစင်မပြေတဲ့ပူဇံကြီးပြသူ့ရဲ့မျက်ခွက်တွေဟာဘာကြောင့်မှမသိပဲပူပူပြီးတော့ညိုမဲဆွဲလာခဲ့ပါတယ်အမေကောင်လေးစာနီကလည်းမျက်ခွက်ကဟာလုံးနဲ့တေလအောင်မြို့ဆိုးနေတဲ့သူ့ကိုယ်ကိုကြည့်ပြီးတော့ကြောက်လာခဲ့တယ်ဗျာ ဒီလိုနဲ့ရက်တွေလာပြီလေတဖြည်းဖြည်းကြာလာခဲ့တာပေါ့အခြေတွေကကြာလာလေးလေးဖြိုးတွေကလည်းပို့ပြီးတော့ထိုးဆန်းလာခဲ့ပါတယ်ဒါကြောင့်အပွားပြစ်သူကပါသူ့ကိုတန်တရားတွေဝေလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖြိုးဝစ်ကြောင်ခွေးရဲ့ပုံစံကမူဝမ်မံမဲစိတ်မနှက်သလိုဖြစ်နေခဲ့ပါတယ်သူ့ကြောက်တဲ့ထိုင်ပြီးတော့စကားပြီးပြောလို့ပြောကြောက်တဲ့ရီလို့ရီနေသူ့ကိုကြည့်ပြီးတော့နည်းနည်းလန့်လာခဲ့တယ်ဗျတညမှတော့ဇာနီတရားကိုအေးပျော်နေခဲ့ပါတယ် အဲ့ဒီညသကောက်ရမှာအတန်ကြားလို့တခိုးတွေဘာရီများရောက်လာတာလားဆိုပြီးတော့သူ့ရိတ်မလို့ကိုဖွေးကြည့်လိုက်တယ်ဗျာ။ဒါပေမဲ့အဲ့လားတခိုးမဟုတ်ပဲအေးရကတတိစိတ်ထွက်သွားတယ်အကိုဖြစ်သူ ဖြိုးဝေဖြစ်နေခဲ့ပါလေ။ဇာနီကလည်းကလေးပီပီဆက်ဆုပ်ပြီးတော့သူ့ကိုနောက်ကိုလိုက်ချောင်ကြည့်ခဲ့ပါလေ။သူမြင်လိုက်ရတာကတော့အကိုတို့သူဟာမိဖို့ကြောင့်တဲ့ဝင်သွားပြီးတော့ရေကဲစစ်တာထဲမှာတကူကူနှိပ်စာနေခဲ့ပါတယ် ဇာနီကအကိုတယောက်ညကြီးမင်းကြီးဘာဝီခါစားနေရလဲဆိုပြီးတော့အော်ခေါ်လိုက်တယ်ဗျာအကိုကြီးဘာဝီစားနေရလဲကြီးကိုလည်းကြွေးလေသူခေါ်လိုက်တော့ပလို့ပလောင်စားနေတဲ့သူ့ကိုကတကိုးလူမိသွားသလိုရိုးတရက်ရက်သွားခဲ့ပါတယ်ပြီးတော့မှသူ့ညီဖက်ကိုခက်ဖြီးဖြီးလေးလှဲစည်းလိုက်ပါတယ် သူ့ကိုယ်ရဲ့မျက်နှာကိုတွေ့လိုက်တဲ့ဇာနီကတော့လန့်ပြန့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အသားစိတ်တွေစားဖောက်ထားတာကြောင့်သူပါစက်မှာတွေးတွေ ပေချံနေခဲ့တယ်ဗျာ။ပြီးတော့နေရနေတဲ့ရှားကြီးကပါအပြင်ထုတ်ထားတာဆိုတော့ဟိုကောင်လည်းလန့်ပြီပေါ့ဗျာ။အဲ့ဒါနဲ့ဇာနီကလည်းတောက်လက်အော်ဟစ်ပြီးတော့ထွေပြေးပါတော့တယ်။သူထွေပြေးတဲ့ချိန်မှာဖြိုးဝေကလည်းလောက်ကနေပြေးလိုက်ခဲ့တယ်ဗျာ။ဇာနီပြောင်းအကျုပ်လက်တကြားနဲ့အခုရအပွားရဲ့ခန်းစီကိုပဲပေးလာလိုက်ပါတယ်။ အတားပြီးဒိုးတိုင်းထွက်လာတော့အဘွားကလည်းလန့်နို့သွားခဲ့ပါ रे ဟဲ့ဘာပဲအဲ့လောက်ဆူညာနေရတာတော့ငါ့ကိုလှအောင်မလုပ်နဲ့နော်လာမယ်ဆိုလဲလာခဲ့အဲ့မှာကြက်တော်တော်ရက်မနေနဲ့ငယ်ကောင်ကလည်းသူ့ဘွားစီကိုပြေးဝင်ပြီးတော့ဖက်ထားလိုက်တယ်ဗျာသူ့ဘွားကလည်းဒီကောင်ကဘာလို့ဖြစ်နေတာလဲဆိုပြီးတော့ကြည့်လိုက်တော့အခန်းကြီးကဖြိုးရဲ့စတောက်တွေကို တွေးလိုက်ရပါတယ်ဖြိုးရဲ့ကတော့သူ့မျက်နှာချင်းကြီးကြောင့်အခန်းထဲကိုဝင်မလာပဲအပြေကနေပြောနေကြတယ်ဗျာ ဇာနီဘွားကိုတော်မီနှောင်ရှက်နေလေငါနဲ့လာအိဆာမှာကွာအခါထဲမှာငေါ့တောက်ထက်ထိကြနေအဘွားဟာဘာလို့ဖြစ်နေလဲသိရအောင်ဆိုပြီးတော့တကားကိုထားဖိတ်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ငေကောက်ကတော့သူ့ဘွားကိုတင်းကျစွာနဲ့ဖက်ထားခဲ့တယ်ဗျပြီးတော့သွားပြီးထားမကြည့်ဖို့အဘွားကိုခေါင်းရမ်းပြနေခဲ့ပါတယ်သူလည်းသူ့ကိုကိုကြက်ပြီးတော့အသာတော်မထွက်ရဲတော့ဘူးဗျအပြင်မှာရှိတဲ့သူ့ကိုကလည်းလွယ်လွယ်နဲ့မပြန်ပဲ သူ့ညီကိုထွက်လာဖို့မယမကခေါ်ထုတ်နေခဲ့ပါတယ်။အဘွားဟဲ့ကောင်ကိုဘာလို့ခေါ်ထားတာလဲ။ကိုခန်းကိုသွားလို့ပြောလေလေ။ဟဲ့ကောင်မထွက်လာခဲ့စမ်း။မပြောနေတယ်နော်။ညီဖြစ်သူဇာနီကတော့သူ့ကိုကိုကြပ်ပြီးသူ့အဘွားကိုပဲဖက်ထားခဲ့ပါတယ်။ဘလတ်တောင်လဲဆိုရင်သူ့ကိုကိုကြပ်ပြီးတော့မင်နာကိုတော့အဘွားရဲ့ကိုနဲ့꿰ထားပါတယ်။အဘွားကလည်းတခုခုပဲဆိုပြီးတော့ဇာနီကိုသူ့စီမှာပဲအေးခမ်းလိုက်တယ်ဗျာ။ ရတယ်။ဒီညသူငါ့စီမှာအိတ်လိမ့်မယ်။မင်းလည်းကို့ဘာသာပြန်ရင်တော့အဘွားကအော်ပြလိုက်တော့တကားရှိမှာပဲကဲနေတဲ့ဖြိုးဝေလေလှဲ့ထွက်သွားခဲ့ပါ යි ။တကားအောက်ဖက်မှာအနေငယ်လော့နေတာကြောင့်ဖြိုးဝေပြန်သွားတာကိုလေအဘွားကတွေးလိုက်ပါ යි ။ခဏကြာတော့မှသူ့ရင်ွယ်ထဲမှာကြောက်ကြွေးပြန်နေတဲ့မင်းငယ်လေးကိုမေးမြခဲ့ပါ යි ။အချိန်တွေကပူပူပြီးတော့မသိကားစရာကောင်းလာတာမို့လောက်တဲ့မှာတော့ ရွာထဲကဘုံကြီးစီကိုထွက်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဘုံကြီးဟာဘေဒီပညာနဲ့တက်မြောက်ကြွားချိန်မှုရှိတာကြောင့်ဘေဒီမေးဖို့လာခဲ့တယ်ဗျ။ဘုံကြီးစီကိုအကြောကြောင်းတိတိပြောပြပြီးတော့ကျိုးရဲ့မွေးစာတာကိုပေးလိုက်ပါတယ်။ဘေဒီရဲ့ဖြေကတော့ဘသူမှမထင်မဲ့ထားတဲ့ຢာတကူထင်းနေခဲ့တာကိုသိလိုက်ရတယ်ဗျ။ဘိုးကြီးကဖြိုးဝရဲ့ဇာတာကိုတွေ့ချက်လိုက်ပြီးတော့အခြေအနေမကောင်းဘူးဆိုပြီးကောင်းရနေခဲ့ပါတယ်။ တန်းတဲ့ဘွားလေးအဖေကိုသိချေတော့မွေးလိုက်တယ်ဗျာ။ဘာဖြစ်လို့လဲရှင်ဗျာ။ချိုးဝရကံကတော်တော်ညံ့နေလို့လား။မဟုတ်ဘူး။ဒီမွေးစားတာအရာဆိုရင်ချိုးဝေကအဲ့ဒီနေ့ကတည်းကသေပြီ။အခုအိမ်မှာရှိနေတာ ဖြိုးဝေမဟုတ်ဘူး။သူ့ကိုယ်လည်းဝင်ပိုးနေတယ်။တခြားပုဂ္ဂိုလ်ကြောက်ပဲ။ဒီစကားကိုကြားကြချင်းအဘွားလည်းအတော့ကိုအံ့ဩသွားခဲ့တာပေါ့ လူကြီးကြောင့်လို့အရှိလက်လက်ရှိနေတော့သူမြေးတည်ပြီလို့ပဲထင်ပါလေဗျာ။ဒါနဲ့သူလည်းခဏလောက်စဉ်းစားနေခဲ့ပါရဲ့။ဖြိုးဝေဆက်ကဲမောက်ပြီတဲ့နေ့မှာတောင်းမပွဲခန်းနာပဲလုခဲ့မိလို့ဖြိုးဝေရဲ့ကိုယ်ရဲ့ကိုဖိတ်ခေါ်သလိုများဖြစ်သွားလားဆိုတာကိုပေါ့။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဘိုးကြီးကိုမေးမြခဲ့ပြီးမြဲဘိုးကြီးကတော့မဆဲဘူးလို့ပဲပြောကြားခဲ့ပါရဲ့။မဟုတ်ဘူး။ဖြိုးဝေကတည်ပြီးတဲ့အချိန်မှာခြားတယောက်ကသူ့ကိုယ်ထဲဝင်ပူးနေလိုက်တာ။ မြေပြတဲ့သူကတေသွားပြီမှတည်လေရတော့အပွားအေးဖို့ခင်ဗျာလေဝမ်းနေသွားခဲ့တာပေါ့ဗျာတည်တဲ့သူကလည်းတေသွားပြီဆိုတော့ရှေ့ဆက်ပြီးသူ့ကိုဘာလို့ရမလဲဆိုတာကိုပဲစဉ်းစားစရာကြာတော့တာပေါ့ဒီတိုင်းသာဆက်ထားမယ်ဆိုရင်တော့ဒီစီတကောင်မွေးထားသလိုပုံမတော်ချမ်းလာဖို့ပဲရှိပါသေး။ဒီကစားနဲ့ပတ်သက်ပြီးဘိုးကြီးကိုတိမ်မင်ကြီးတော့ကိုတဲ့ဝေဖူးနေတဲ့မျိုးမစင်လေးကိုနှစ်ထိုးရမယ်လို့ပြောခဲ့ပါသေး။ထိုကိစ္စကို အပြေးဆောင်ရပြေးဖို့လေ ။ဘိုးကြီးအားကူညီတောက်ခံခဲ့တယ်ဗျ။တဘောအနိယာမကိုဆက်ချင်နေတဲ့ကိစ္စကြီးဆိုတော့အခြေကြလာလေအနည်းမှရှိတဲ့သူတွေကအန်တရဲများလာလေဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကြီးကလည်းအခြေဆွဲနေလို့များတဲ့ကြောင်းတတိပေးပြောဆိုလိုက်ပါတယ်။ဖုံးဝင်နေတဲ့ဖြိုးဝေကတော့ဆရာတော်ပြောသလိုပဲခြေနေတွေကတော်တော်လေးကိုမှစိုးဝါလာခဲ့ပြီဗျ။လက်ထိတ်မှာပြထားတဲ့သေးစာတွေကိုပါမချမ်းလက်လန့်စားနေတဲ့စစ်ကိုတောင်ရောက်လာခဲ့ပါပြီ။မသိရင် သူ့ကိုကြွေးထားသလိုပူဇာနဲ့ပပယ်နေနေကြီးကိုစားနေကြတာပေါ့ဗျာဒီနေရာမှာတော့သူ့ကြောက်ရမို့ပဲကြားတဲ့နောက်တဲ့ဇီးရတွေကပါဝိုင်းဝန်ပြီးတော့စားတော့နေခဲ့ပါတယ်သူတို့တွေအားလုံးတည်းမှာအကြီးဆုံးကတော့ဖြိုးရီကိုတဲ့ကကောင်းရဲဖြစ်ပါတယ်ဟေ့ကောင်လေးထွက်သွားကြစမ်းဒါကိုငေါ့တလို့ပဲစားပဲခွေရှိတယ်ထွက်သွားကြအများကြီးမှာတော့တဲစားတွေကိုစားပြီးအယူတယောက်လိုစကားပြောနေကြတာပေါ့ ဲ့ဒါကိုမြင်လိုက်တဲ့သူကတော့အင်းဒီချေအဘိုးကြီးဖြစ်ပါတယ်။အဲ့ဒီဘိုးကြီးကဖြိုးဘွေကိုတွေ့လိုက်တော့သူရဲ့အတွေ့အကြုံအရတခုခုမားနေပြီဆိုတာသိနေပြီးအဘွားအေးပိုစီကိုထွက်ပြေးလာခဲ့ပါ။ဖုံးဝင်တဲ့ဆိုတာအရင်ရှေးကြီးခင်ကလည်းရှိခဲ့ဘူးလားကြောင်းလူကြီးတွေကတော့မလို့ရမယ်ဆိုတာကိုသိကြပါတယ်။ဟေးအရုပ်ရမှာဖုံးဝင်နေပြီ။မင်းရဲ့မြေကြီးကောက်ကလမ်းထဲမှာပြထားတဲ့တဲစားတွေကိုစားနေတယ်ကွ။ငါတို့တခုခုလုံးမှရတော့မယ်။ အဘိုးကြီးရဲ့ပြောကြားချက်ကြောင့်အဘွားအေးပိုလည်းသူ့မျိုးစိကိုအမြန်လိုက်သွားခဲ့တယ်ဗျ။အဲ့ဒီနေရာကိုရောက်မှတော့တခြားရွာသားတွေလည်းဝိုက်ဝပြီးတော့ကြည့်နေကြကြပါရဲ့။အဘွားအေးပိုရဲ့ဖိတ်ခေါ်မှုကြောင့်လက်ကားလိုက်လာတဲ့ဆရာတော်လည်းလက်မှာဖုတ်ဝင်နေတဲ့ဖြိုးဝင်နေတွားတိုးခဲ့ပါလိမ့်။လူတွေကကြည့်နေကြပြီမဲ့ဖြိုးဝေကတော့ဘောက်ကမယူမဆိုင်ပဲစားငိတိုင်းစားနေကြတာပေါ့။ဟဲ့နေပါဒီစားနေရလဲ။တော်တော်ငိတ်ကြည့်ကြတာပဲ။ ီလိုအောင်ောက်တော့မှဖြိုးဝေကလည်းအဘွားကိုလှည့်ကြည့်လိုက်တယ်ဗျာဆရာတော်ကလည်းဒီကိစ္စကိုအပြည့်ဖြေရှင်းဖို့အတွက်ကြွားသားတွေကိုအမိတ်ပေးလိုက်ပါတယ်ဒါဖို့ကောင်းကြီးပဲအ мян သူ့ကိုနှင်ထိုးရမယ်ဖို့ဆိုရင်ဘယ်ဖို့မျိုးစားမှမကောင်းဘူးအ мян သူ့ကိုတို့ထားလိုက်စမ်းအဲ့တော့မှကြွားသားဘိုးကြီးနှောက်ဟာဖြိုးဝေကိုသူတစ်ပတ်ငါတစ်ပတ်ဖမ်းချုပ်ထားလိုက်တယ်ဗျာဖို့ကောင်းကြီးကတော့သူ့ကိုဖမ်းရကောင်းမလားဆိုပြီးရိုးကန်နေခဲ့တာပေါ့ ဒါဘာလို့တာလဲငါ့ကိုဘာလို့တာလဲတို့ဆရာတော်ကတော့လက်ထက်မှာအုံရောက်တဲ့ကင်ပြီးတော့ပရိတ်ရည်တွေနဲ့ဖျန်းပဲ့နေခဲ့ပါတယ်ဖုံးဝင်နေတဲ့ဖြိုးတွေကလည်းထွက်သေးချင်တဲ့အတွက်အဲဒါကိုရုတ်ကန်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်ကန်လို့မြားနေတဲ့အချိန်မှာတော့အဘွားဖြစ်သူကိုစကားနဲ့လက်စားဖို့လိုပါတယ်အဘွားတက်ကိုကေပါဦးအဘွားရဲ့မိလေးဖြိုးဝေးလေးကြို့ဖို့ကမဟုတ်ပါဘူးဗျာအဘွားကတော့ သူမြေးဆို၏ဒီလိုမပြောဘူးဆိုတာကိုသိတာမို့ဘာနဲ့တဲ့မလုံးတွင်နဲ့သာရဲချင်းနေခဲ့လိုက်တယ်ဗျာပြိုးရဲ့ကိုယ်ထဲရောက်နေတဲ့အဖူကြီးဟာအနုနီနဲ့လူမဖြစ်တော့အကျန်းလေးပါသုံးလာခဲ့ပါလိငါဘဲမှမသွားဘူးနောက်ကိုလာနေလို့မရဘူးအတန်ဆိုးကြီးနဲ့မဒါဒန်အော်နေခဲ့တာကြောင့်ဆရာတော်လည်းဒီတိုင်းကြည့်နေလိုက်ရပါလိရေမန်းကိုတော့မဖြိုးဘူးဆိုတော့နောက်တစ်မျိုးထိုးသွိုးရပါတော့တယ် ရေမိုင်းနဲ့မြရတဲ့ကောင်ကိုဂျေမိုင်းနဲ့ဆော်တော့မှဖြစ်တာကြောင့်လက်မဖြစ်စားရှိတဲ့ဂျေလိုကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီဂျေလိုလေးနဲ့သူ့ရဲ့နားကိုတားပြီးတော့တစ်ချက်တစ်ချက်ဤစိနေအောင်ဖျားကနေဆိုပြီးစော်တဲ့ပါတယ်။ဖိုးကောင်ကြီးကပဲမာယာများလာလားဂျေလိုကပဲစွမ်းနဲ့တာလားမသိပေမဲ့တစ်ချက်တွေကြမှာသူ့လေးနေအောင်အော်ဟဲနေခဲ့ပါတယ်။ခဏကြာမှာတော့ဖိုးကောင်ကြီးလည်းတော်တော်ဖြိုသွားပြီးတော့မင်းနေဘေးကပါပြောင်းသွားခဲ့ပါတယ်။တော်ပြီတော်ပြီဒီလိုဆိုရပါပြီ။ ငါရှောက်တူလေရကြမရှိတော့ဘူးငါနေရာကိုပဲငါသွားတော့မယ်ဒီလိုပြောပြီးတာနဲ့ဝေဖိုးနေတဲ့ဖိုးကောင်ကြီးလေသူ့နေရာကိုသူ ထွက်သွားခဲ့တာပေါ့သူထွက်သွားတဲ့ချိန်မှာဖြိုးရီကတော့နေဖြူလန့်ပြီးကြံခဲ့တာပေါ့ဖိုးကောင်ကိုတော့တမ်မန်နှစ်လို့နဲ့မမြင်နေတာကြောင့်သူထွက်သွားတာကိုဆရာတော်ကလွယ်ရည်ဘယ်သူမှမမြင်ခဲ့ရပါဘူးဆရာတော်ကဖို့ကောင်ရှိတော့ဘူးဆိုမှဒေချာအောင်အတိပြုပေးခဲ့ပါလေကဲ ဟောင်းမာတဲ့ဖိုးကောင်ကြီးမရှိတော့ဘူးသူ့ကိုတုတ်တံပရမှာသွားထားမှရမယ်ကိစ္စတွေအားလို့ရှိပြီးဆိုမှအပွားဖြစ်သူလဲသူ့မျိုးလေးစီကိုအပြေးဝင်လာခဲ့ပါတယ်ဖိုးကောင်ကြီးဖြီတော့တာနဲ့ဖြိုးရဲ့ခန္ဓာကိုယ်ဟာချက်ချင်းဆိုသလိုအေးဆက်သွားပြီးလူစီကြီးလိုတောက်တိန်သွားခဲ့ပါတယ်ဒီစူးသွားခဲ့တာအကားလောက်တော်ကြနေပြီဖြစ်တာကြောင့်အလောင်းကိုလည်းထိုးနေမှာပဲတကြုံလိုက်တယ်ဗျာ။나이가삐삐ဆိုပေမဲ့အဘွားကအတုမြေတွေ ခုသူအမြောက်ကြီးပေးနေတာကြောင့်လူနေစုလောက်ခေါ်ပြီးတော့ရေစက်ချတရားနာခဲ့ပါတယ်။ဆရာတော်ကဝမ်းနေနေတဲ့အဘွားကိုကြည့်ပြီးတော့ဘာမှဝမ်းမနေဘူးနဲ့ဖြည့်ချိတန်လို့ဖြင်းသွားတယ်လို့ပဲခြေသေးပြောဆိုပေးခဲ့ပါတယ်။ထိုကြောင့်ရလေးဟာရွာကလူတွေကြားထဲမှာလေဂျောစမက်ကျွတဲ့ဇက်လန်တစ်ခုဖြစ်အမြဲကြံနေရတာပေါ့။ ဒီဇလန်လေးမှာတော့ဆိုင်ကယ်ကို လေးရလို့မောင်းရတဲ့လူကြီးမေးတို့ကိုအရှိရှော့မှဖို့မက်ဆေ့တခုပေးသွားခဲ့တာဖြစ်တယ်ဗျာအဲဒါဆိုတာဝေကလေးကတချောင်းပဲပါလာခိုက်ကြတာမို့မယူရမဆန်ကြဖို့ပြောရင်ပါတယ်ဗျာဖြာနန်တို့သိတဲ့သူတွေတဲ့ဆိုင်ကယ်ကြောက်သိတဲ့သူတွေကငါးဆလောက်ပုံများပါတယ်ဘလောက်ပဲမြန်မြန်ဘလောက်ပဲတော်တော်ကိုတဲ့ပုံမြန်တဲ့စီနီယာတွေကတော့ဟိုဘက်ကမ်းမှာစောက်နေကြပါတယ်